နိုင်တဲ့လူတရားကျေးဆိုပြီးတော့ကြီးစံတဲ့တမိုင်းရဲရှင်ကြသလားဟောဒီចောင်းသားမျိုးဆက်ကုံမအဲ့ဒီတရားကိုမင်းတို့ရမယ်နိုင်တဲ့လူတရားကျေးဆိုပြီးအမြောက်တင်နဲ့တမိုင်းရဲရှင်ကြသလားကောင်းကင်ဘော်ကမိုးဆက်တဲ့6ခန်းမအဲ့ဒီတမိုင်းကိုမင်းတို့ရမယ်တရားတဲ့လူကနိုင်ရဲ့ဟဲ့ ျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့မြန်မာနောက်မှာစောင်းပါရှင်ညံလိုင်လင်းရေးတဲ့တရားတဲ့သူသာနိုင်ကြီးဂျင်မီဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်စစ်အာဏာရှင်39တော်လန်ရင်လူသက်တမ်း3ပုံ2ပုံကိုထောင်နေရံများအတွင် ပေးဆက်ခဲ့သူကိုဂျင်မီခေါ်ကိုကျော်မင်းယူက2020ရွေးကောက်ပွဲအပြည့်တွင် မိသားစုကိုအချိန်ပေးတော်မူဟုဆုံးဖြတ်ထားကြောင်းဇနီးတဲ့မက်နီလာသိန်းကပြောသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ထပ်မံအနိုင်ရသည့်ထိုရွေးကောက်ပွဲရလဒ်ကိုညှင်းပယ်သည့်စစ်အာဏာရှင်2021တွင်ထပ်ပေါ်လာခြင်းတွင်အထက်ပါပုံကိုရည်ရည်မှန်းချက်ကိုနိုင်ငံရေးရဲဘော်ရဲဘက်လည်းဖြစ်သည့်သူတို့ဇနီးမောင်နှံနှစ်ဦးသဘောတူနောက်ရွှေ့သည်လွန်ခဲ့သော34နှစ်1988လူမှုအုံကြွမှုအတွင်အသက်16နှစ်အရွယ်မှစ၍ဒီမိုကရေစီရေးအတွက်လှုပ်ရှားခဲ့သည့်ကိုဂျင်မီကမြတ်မောက်ခေအာဏာရှင်လက်သက်ကိုအရွယ်နှစ်မမျှအန်တုနေသည့်လူငယ်များ၏အနစ်နာခံမှုကို ကိုချင်းစာခဲ့သည်ဟုဇနီးတဲ့မန္နီလာသိန်းကဆိုသည်ကိုသားသမီးအရွယ်လေးတွေခေါင်းကိုမှန်ပြီးပြစ်သက်ခံနေရတဲ့အချိန်မှာဒီကလေးတွေတောင် ရှေ့ကတည်ရဲနေတာ ကိုရီအသက်90ကျော်ပြီကိုရီရဲ့ဘဝကတော်ပြီဟုကိုဂျင်မီကပြောခဲ့ကြောင်း၎င်းထံမှသိရသည်မြို့ပေါ်မှာပဲနေပြီးတော့နိုင်တဲ့လောက်ကိုဆက်ပြေးလုံမယ်တေးမယ်ဆိုလဲတေးလို့ရမယ်အနေထားမှာရှိတယ်ဆိုတဲ့စကားကိုပြောပြီးတော့ရန်ကုန်မြို့ပေါ်မှာပဲရအောင်တိန်းချောင်းနေလောက်ဆောင်ခဲ့တယ်ဟုမန္နီလာသိန်းကဆက်ပြောသည် ိုသောအာနာသိမ့်ပြီး6လအကြာထိုနှစ်အောက်တိုဘာ23တွင်စစ်ကောင်စီကကိုဂျင်မီကိုဖမ်းမိသွားသည်လက်နက်မှုပောက်ကွဲမှုအကြမ်းဖက်မှုပုံမှ6ခုဖြင့်စွပ်စွဲ၍တေတံထိုက်သည်ဆိုကာနောက်ထပ်6လတိတိအကြာ2022ဇူလိုင်23မိုးမလင်းပြီတွင် ကိုဂျင်မီကိုရန်ကုန်မြို့အင်းစိန်ထောင်၌တိတိစိတ်တပ်ဖြတ်ခဲ့သည်ဟုတ်တယ်ချိုးစရာတော်ရဲ့ဂျင်မီရဲ့နောက်တစ်ခုကဟွာရဲ့နာမျိုးအောင်ခေါ်ဝက်ကြီးရဲ့အောင်သူရသောခေါ် တူရတယ်ဒီတော့ကျွန်တော်အဲ့မှာဟိုပြောခဲ့လေအဲ့ဒါကြောင့်လို့ဖေးတံပေးမှတော့ပြင်းမှုနဲ့ခိုက်တဲ့ဥစ္စာလုံးပါလို့ပြောလိုက်တာဖေးတံပေးလိုက်ဆိုတော့မဟုတ်ဘူးဟွာဟိုသေးတံအတီးပြုတ်လိုက်ပြီးဥပိတ္တတာတော့ဘာတော့သူရဲ့အချင်းဦးစီးရဲ့လောက်ထုံးလုံးကြီးရဲ့ဆက်လောက်ပါပေါ့2021အာနာသိမ့်ပြီးနောက်နိုင်ငံအနှံ့လက်နက်ကင်တော်လန်နေရသည့်အထီးဖြစ်ပေါ်နေသည့်မြန်မာတွင်စစ်အာဏာရှင်စနစ်ရေးချိန်မိမြဆိုးရုံနေပြည်ကို53နှစ်အရွယ်တွင်အသက်နှင့်ရင်၍တတ်သည်ပြသွားသည့်ကိုဂျင်မီဤရော့အလောင်းပင်မိသားစုကပြန်မရခဲ့ပြီး မကုတ်မြက်မြီတရက်လိုဇူလိုင်22ရက်တွင်စစ်ကောင်စီကတပ်ဖြတ်တော်မူဟုမပြောဘဲမလိန်တပတ်လို့၍မိသားစုအတွက်မိနစ်20ခန့်ပေးတွေ့စဉ်က သူ့အတွက်စိတ်မပူရန်ကိုဂျင်ဘီကမှာကြားပြီးတီတီငင်ငင်ရှိနေသည်ဟုမနီလာသိန်းထံမှသိရသည်အားလုံးကသူ့အကြောင်းတရားနဲ့သူလာတာဖြစ်တယ်သူသည်တရားထိုင်နေသူတရားနဲ့သူနေတယ်ဘလို့သတင်းမဲ့ကြကြသူ့အတွက်စိတ်မပူပါနဲ့အားလုံးကြမ်းမာရေးဂရုစိုက်ပါတဲ့ထောင်ထဲ၌ပင် တော်လန့်သူ ကဘာကျော်အင်းလီကန်တွင်နေထိုင်သည့်အင်းသားမျိုးဆက်ရှမ်းပြည်နယ်တောင်ကြီးမြို့ပွားအပြုံးရွှေရွှေဩဘရီရုပ်ကောင်းကောင်းဦးကျော်မင်းယူကိုကိုဂျင်မီဟုလူသိများသည့်1987ဒီမိုကရေစီရေးနိုင်ငံလုံးဆိုင်ရာလူထုအုံကြွမှုတွင်ရန်ကုန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တဦးအဖြစ်ပါဝင်ရာမှသူ၏နိုင်ငံရေးသမားဘဝစသည်ထိုလှုံ့ဆော်မှုကြောင့်မူလပထမစစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်အာဏာရဝင်းမှဆင်းသွားရုံဖြင့်မြန်မာစစ်တပ်အတွင် လိုက်စားနေသော အာနာမတော်လောဘရက်မသွားကြောင်းကိုကျင်မီကဘဝနှင့်ရင်း၍အကျဉ်းချင်းထင်ရှားစေခဲ့သည်ဥနေဝင်းကိုစက်ခံသည့်အာနာရှင်ဘိုးချုပ်ကြီးများကကိုကျင်မီကို1989 2000တွင်နှစ်ကြိမ်တိုင်တိုင်ဖမ်းဆီးသည်အော်စတီးယားနိုင်ငံဘီယင်နာတွင်1993ကကျင်းပသည့်ကမ္ဘာလူအခွင့်ရေးညီလာခံသို့အကျဉ်းထောင်အတွင်းမှနေ၍ထောင်ဝိဆောင်တွင်လက်မှတ်ထိုးပို့မှုဖြင့်ထတ်တိုးသည့်12နှစ်အပါအဝင် ထောင်နှံစုစုပေါင်း 69နှစ်အထိကိုဂျင်မီထောင်ဒဏ်ရခံရသည်1989 2005 2009 2012စုစုပေါင်း22နှစ်ဝန်းကျင်ကို အင်းစိန်တာယာဝတီတောင်ကြီးထောင်များအတွင်းဖြတ်သန်းစဉ်ကအုံနောက်နှင့်ဘဝမသေးစေရန်အာယုံဆိုင်ကြိုးပမ်းခဲ့ရကြောင်းကိုဂျင်မီကပြောပူသည်နေ့စဉ်အချိန်စရသမတ်ရတရားထိုင်စာဖတ်အားကစားလို့အပင်ဆိုင်နိုင်ငံရေးဆွေးနွေးသည့်နေလမ်းများကိုတုံးခဲ့သည်ဟု ကမာရုတ်သတင်းဌာနနှင့်2019တွင်ပြုလုပ်သည့်မေးမြန်းခန်းတစ်ခုတွင်သူကပြောသည်အလုတ်လုတ်တာစနစ်ကြတယ်သူသည်အမြဲတမ်းယက်တီချက်ယုံကြည်ချက်အပေါ်မှာခိုင်မာတဲ့သူဖြစ်တယ်ဟုမနီလာသိန်းကအမှတ်ချက်ပြုသည်ယာဒူအာနာညင်းဆန်သူဇနီးတဲ့မနီလာသိန်းပြောသည့်ထိုကုံပုတ်ကိုကိုဂျင်မီ19နှစ်အရွယ်1988ကတည်းကအလုတ်အတူတွဲကိုဝါခေါ်ဦးရဲနိုင်အောင်ထံမှလည်းကြားရသည် ိုင်ငံလုံးဆိုင်ရာလူထုအုံကြွမှုအပြီးဒီမိုကရေစီရေးအတွက်ဆက်လက်လှုပ်ရှားရန်လူပောင်သည့်ဒီမိုကရက်တစ်ပါတီကိုထူထောင်စဉ်ကသူတို့နှစ်ဦးပါသည်ပါတီတွင်ကိုဂျင်ဘီကစီယုံရေးတာဝန်ခံကိုဝါကတွဲဖက်အတွင်ရင်မှုဖြစ်သည်1990တွင်ရွေးကောက်ပွဲလုပ်၍နိုင်ငံအုပ်ချုပ်မှုကိုအရက်ဖတ်သို့လွှဲမည်ဆိုသောစစ်တပ်၏မလုံးကိုကိုဂျင်ဘီကထိုစဉ်ကပင်မယုံခဲဟုကိုဝါထံမှသိရသည် လက်တွေတွင်လဲထိုးရွေးကောက်ပွဲ၌ထောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အနိုင်ရချိန်တွင်စစ်တပ်ကအာဏာလွှဲမပိခဲ့ခြင်းထို့သောနိုင်ငံရေးမျှော်တွေးတဲ့ဒီကိုဂျင်ဘီကိုလူပေါင်းသိဥက္ကဋ္ဌကိုမိုးသီးစွန်ယာဒူးစွန့်၍လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခြင်းလက်လက်ပါတီခေါင်းဆောင်တွေရအတွက်အများကကန့်လန့်ရာညှင်းပယ်သည်ဟုကိုဝါကဆက်ပြောသည်သူရဲ့ကြိုးပမ်းအားထုတ်မှုကြောင့်လူပေါင်းသိပါတီဟာဒါကျွန်တော်တို့အင်အားဒုတိယအကြီးဆုံးပါတီဒီဖြစ်ခဲ့တယ်ပါတီအတွင်းတော်လှန်ရေးလမ်းစဉ်ဖြစ်ပါတွဲဖက်လှုပ်ဆောင်လို့သူ နိုင်ငံရေးတည်သက်အပြေရှာလိုသူဟူ၍သဘောထားကွဲကြရာတွင်နှစ်ဖက်လက်ခံနိုင်သည့်ခေါင်းဆောင်မှုကိုစဉ်းစားကြသည့်အခါအားလုံးထဲတွင်အငယ်ဆုံးဖြစ်သည့်ကိုဂျင်မီကတစ်ပြေးသည်သို့သောဒီမိုကရေစီအတွက်နိုင်ငံရေးနိလန်းတစ်ခုတည်းဖြစ်အပြေရှာနိုင်မည်မဟုတ်ဟုသူယုံကြည်၍တာဝန်မယူနိုင်ကြောင်းကိုဂျင်မီကတုံ့ပြန်သည်ဟုကိုဝါထာမှသိရသည်သူကနေရာမတ်တဲ့လူစားမျိုးမဟုတ်ဘူးသူယုံကြည်တာကိုပုံမှန်လင်းလင်းရှပြပြောဆိုလောက်ကင်တက်တဲ့လူစားမျိုးဟု၎င်းကပြောသည် နိုင်ငံရေးမုံတိုင်းခိတငိန်သက်ခဲ့သည့် NLD ဒုတိယအကြိမ်တိုင်းသော2015ရွေးကောက်ပွဲအပြီးအစိုးရဖွဲ့ချိန်တွင်ပင်ကာလရှိနိုင်ငံရေးမဟာမိတ်ဒေါအောင်ဆန်းစုကြည်၏ကမ်းလှမ်းမှုကိုကိုဂျင်မီကယာဒူးအာနာနှင့်ဝေးရရင်သာနေလိုကြောင်းအကြောင်းပြန်သည်ထိုစဉ်က NLD ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်၏ရုံးအဖွဲ့အကြီးအကဲအဖြစ်တာဝန်ယူခဲ့ပြီးလက်ရှိတွင်စစ်ကောင်စီကိုအန်တုနေသည့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုနိုင်ငံခြားရေးဝန်ကြီးဦးမိုးစောဦးထံမှ ထိုသတင်းစကားကိုပြန်သိရသည် NLD ကအာဏာရပြီးတဲ့အခါကျတော့အဖွဲ့အစည်းတွေဘာတွေပြန်ဖွဲ့စည်းတဲ့အခါသူတို့ကိုနိုင်ငံရေးနဲ့ပတ်သက်တဲ့နေရာပေးတယ်ငြိမ်းချမ်းရေးကော်မရှင်တို့ဘာတို့မှနေရာပေးတယ်ဒါကိုတော့သိခဲ့တယ်အဲ့ဒီတုန်းကလည်းသူကမလုပ်ခဲ့ဘူးနေရာမယူခဲ့ဘူးဟု၎င်းကပြောသည်ငဖိန်းစစ်အာဏာရှင်ဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်ကိုကျင်ပြီးထောင်ကြစဉ်အင်းစိန်ထောင်၌နှစ်ကြိမ်ဆုံဘူးသူကိုမိုးစော်ဦးကကိုကျင်ပြီးမှာ နေ့လိုပဲကောင်းပြီးအများကိုပျော်ရွှင်စေတတ်သူဟုမှတ်ချက်ပြုသည်။1989တွင်ရန်ကုန်မြို့ဗပဲတမ်းမြို့နယ်အနော်ရထာလမ်းပေါ်ရှိလူပေါင်းတဲ့ပါတီရုံးဖွင့်ပွဲ၌ဒေါအောင်ဆန်းစုကြည်နှင့်အတူဟောပြောမှုဖြင့်ထိုခိကအာနာရှင်တို့ကကိုဂျင်မီကိုအကျဉ်ထောင်တဲ့ပထမဆုံးအကြိမ်မိတ်ဆက်ပေးရတွင်သူတို့ဆုံခဲ့ကြခြင်းဖြစ်သည်။ထောင်ထဲမှာအမြဲပြောတယ်။သူကဒေါအောင်ဆန်းစုကြည်နဲ့အမှုတွဲအမှုတွဲဆိုပြီးအမြဲတမ်းဂုံယူပြီးပြောတယ်ဟုဦးမိုးစောကပြောသည်။အနုပညာကိုစိတ်ဝင်စားပြီးကြပြားရေးတခြင်းဆိုသလို ထောင်တွင်းနိုင်ငံရေးလှုပ်ရှားမှုများတည်င်းဖယ်လှယ်မှုများတွင် တက်ကြွစွာဥဆောင်သည့်ကိုဂျင်မီကြောင့်အချင်းထောင်တွင်မပြင်းခဲ့ရဂီတာဒီဘာရီလည်းကျွန်းကျွန်းကျင်ကျင်တီးတက်တဲ့အခါကျတော့ထောင်ထဲမှာရေချိုးတဲ့ပလတ်စတစ်ပုံရဲတက်သားပြားရဲငားများတဲ့အကျိုးရဲစသဖြင့်အားလုံးကိုပေါ့နော်ဂီတာရအောင်လုပ်တယ်အဲ့ဒီဂီတာနဲ့သူသရှင်ဆိုတယ်ဟုဦးမိုးစောဦးကပြောသည်အားလုံးနဲ့တက်အောင်ပေါင်းတယ်အားလုံးကစနောက်ပြောင်ပြီးသူရှိနေရင်မပြင်းရဘူးပေါ့နော်စိတ်တမကြောက်အောင်စိတ်မညစ်အောင်လုပ်နိုင်စွမ်းရှိတယ် သူကထူးခြားတယ်လို့ပြောရမယ်။အများကြီးမှထူးခြားတယ်။အားလုံးကလည်းသူ့ကိုခင်ကြတယ်။အားလုံးကလည်းသူနဲ့တွေ့ရင်ပြောမယ်။သူကရည်စရာတွေပြောမယ်။နောက်ပြောင်းမယ်။သူ့ရဲ့ပုံစံကရှင်ရှင်ပြက်ပြက်နဲ့အားလုံးကိုစီးယုံနိုင်တယ်။လူတွေကိုပျော်ရွှင်တက်ကြွအောင်လုပ်ပေးနိုင်တယ်။နိုင်ငံရေးအရာဆိုရင်တက်ကြွတယ်။အဲ့ဒီလိုလူမျိုးပေါ်ဟု၎င်းကဆက်ပြောသည်။ထို့အထူးထိုကာလကအကျဉ်ထောင်အတွင်းရှစ်ခင်သောလူအများကကိုကျင်းမီကိုမှဲ့ခေါ်ကြသောလူသည့်နေသည့်နာမည်ပြောင်တစ်ခုလည်းရှိသည်။ အင်းလေးကံတွင်သာရှိသည့်ငါးမျိုးစိတ်ကိုအစွဲပြု၍အင်းသားဖြစ်သည့်ကိုဂျင်မီကိုရှစ်စနိုးဖြင့်ငဖိန်းဟုခေါ်ကြသည်ကျွန်တော်တို့ဆိုနောက်ပြီးငဖိန်းလို့ခေါ်တာပေါ့လေအတန်ကအောင်လဲအောင်ကောင်းလဲကောင်းတော့တချင်းတွေလည်းဆိုတတ်တယ်ကြပြားတွေလည်းတော်တော်ရည်တယ်ဟုဦးမိုးစောဦးကပြောပြသည်အမှုပညာချက်ချင်းမြစ်တာတို့ဖြင့်ထုံမွန်းသူ2021နိုင်ငံရေးမုံတိုင်းမထန်ခဲ့လင်ကြပြားစားပြီးတချင်းရည်တချင်းစုဝါသနာပါသည့်ကိုဂျင်မီက သူဝါသနာပါရအနုပညာအလုံးများဖြင့်ဘဝကိုအေးစေစွာဖြတ်သန်းနေလိမ့်မည်ဟုဥမိုးစောဦးကယုံသည် နိုင်ငံရေးတို့ဘာလို့ဆိုတာကယုံကြည်ချက်အရာလောက်တာကျွန်တော်ထင်တယ်နိုင်ငံရေးတာဝန်ပေးတဲ့အခါကျတော့သူမယူဘူးသူ့ရဲ့ပုံစံကိုကကိန်းကြီးကန်းကြီးပုံစံမဟုတ်ဘူးပေါ့ပေါ့ပပနေပဲသူဘာလို့ပေးရမလဲတိုင်းပြည်အတွက်လှုပ်ရှားရှိတာတွေကိုထိထိရရောက်နေလှုပ်တယ်အနုပညာနဲ့နေခြင်းနဲ့သူ့ဘဝကိုအနုပညာနဲ့ပဲကုံဆုံးခြင်းတဲ့သဘောကိုတွေ့ရပါတယ်ဟုဥမိုးစောဦးကသုံးသပ်သည် 2009ခုနှစ်တွင်ရန်ကုန်မြို့အင်းစိန်ထောင်ရှိတီးသန့်အခန်းတွဲတိုက်တခုတွင်တနင်္လာနေ့အတူနေခဲ့ရသည့် NDE ဗဘဲတန်းမြို့နယ်ပြည်သူ့လူတော်အမတ်ကိုစီသူမောင်ကလည်းကိုဂျင်မီအမှုပညာပိုးနှင့်ရှစ်ခဲကျင်နာတက်မှုကိုအသိအမှတ်ပြုသည်ထိုနှစ်ဇွန်16ရက်၎င်း၏16နှစ်ပြည့်မွေးနေ့ည8နာရီကျော်အင်းစိန်ထောင်အတွင်တီးသန့်တိုက်ခန်းများ၌ရှိနေစဉ်နှကန်းကျော်မှကျွန်တော်ညီငယ်တယောက်အတွက်ဆိုသည့်ကိုဂျင်မီအ탄ထွက်ပေါ်သည် သူ့အတွက်မွေးနေ့အမတ်တရမွေးချင်းအမိအရသရှင်တပုတ်ဆိုပြသဖြင့်ကြည်နုခဲ့ရဘူးသည်ဟု ကိုစီသူမောင်ကပြောသည်မွေးချင်းဆိုတဲ့စကားလေးကို အရင်စရစ်တယ်သရှင်ကနည်းနည်းတော့ rock and roll လို့ပုံစံဆန်တယ်သရှင်စာသားတော့မမှတ်မိဘူးသူကတခါတည်းဆိုတာခဏခဏစိုးနေရင်မှတ်မိတော့ပါတယ်သူကလည်းအမှုပညာဆန်တဲ့နိုင်ငံရေးသမားတယောက်ပဲကဗျာလဲဆက်တယ်ကဗျာဆရာဘုံသူခါတဲ့ဟူ၍၎င်းကဆက်ပြောသည် လက်တွေ့တွင်လဲကိုဂျင်မီကတောင်ကြီးထောင်တွင် ရှောက်နှောင်ခံထားရခြင်း၂010အတွင်းဝိတုတပုတ်ရေးခဲ့သည်နိုင်ငံရေးသမား၏အရှိဇက်လန်းကိုတီ၍အင်းလေးကန်ထိန်သိမ်းရေးပညာပေးရတဝိတုတပုတ်ကိုသူရေးဖွဲ့ခဲ့ခြင်းဖြစ်သည်လာမင်းစန္ဒအင်းလေးကန်သာအမိယထိုးစာအုပ်ကိုထောင်မှသူပြန်လွတ်လာခြင်း2012အောက်တိုဘာတွင်ပုံနှိပ်ဖြန့်ရှိသည်2021အာနာသိမ်းမှုမတိုင်မီအထိဘာသာပြန်ဝိတုနှင့်ကြပြာစာအုပ်စုစုပေါင်း၈အုပ်ထက်မနည်းကိုကိုဂျင်မီကထုတ်ဝေခဲ့သည် နိုင်ငံရေးဂုံကြီးချင်းကိုဂျင်မီနိုင်ငံရေးဖြတ်သန်းမှုတစ်လျှောက်တွင်လူပောင်သစ်ဒီမိုကရက်တစ်ပါတီချစ်ဆက်ချင်းမျိုးဆက်ငင်းချမ်းရင်းနှင့်ပွင့်လင်းလူအဖွဲ့အစည်းများနှင့်လက်တွဲခဲ့ပြီးအကွက်အပြေးများအကြားတီးကြီးစွာဖြင့်ယုံကြည်ရာဘက်ရွေးခဲ့သလိုသဘောဆန္ဒမတူသူများကိုလည်းတိုက်ခိုက်ခြင်းမပြုဟုကြော်ဇောသည်ကိုဂျင်မီထိုကောင်းကွက်ကိုလူပောင်သစ်ဒီမိုကရက်တစ်ပါတီအတူထောင်ခဲ့သူကိုဝ1986မှာပြည်သူ့ပါတီမထူထောင်ခင်2018အထိ နိုင်ငံရေးရဲဘော်ရဲဘက်အဖြစ်နီကက်စွာလက်တွဲခဲ့သည့်ဥကိုကိုကြီးတို့ကအတိမတ်ပြုသည်ဆေအာနာသိမ်းမှု2021တွင်တကြော့ပြန်လာရာဥကိုကိုကြီးကနိုင်ငံရေးအရဆွေးနွေးအဖြစ်ခြားမိဆိုသောမူကိုကင်ဆွဲသည်ကိုဂျင်မီကမူဆေအာနာရှင်စနစ်အမြင့်ဖြုတ်ရန်ဒီဒီချိန်တွင်ရသည့်နီးဖြစ်လောက်မီဟုအချိန်ချင်းထုတ်ဖော်ပြောဆိုခဲ့သည်နိုင်ငံရေးကွဲလဲမှုအပေါ်မှာပုဂ္ဂလိကဆန်တဲ့အထီးတော့ကိုဂျင်မီကိုယ်တိုင်မဖြစ်ခဲ့ဘူးဟုဥကိုကိုကြီးကမှတ်ချက်ပြုသည် နှစ်ပေါင်း30ကျော်နိုင်ငံရေးမဟာမိတ်ကိုဂျင်မီမှာဘာသာရေးကန့်ဆိုင်၍မြစ်တာတုတ်ကို ပုံမှန်ရုပ်ဆိုသလိုပင်ကိုအားဖြင့်အေးအေးဆေးဆေးပျော်ပျော်ရွှင်ရွှင်နေတတ်သူဟုမိတ်ဆွေဟောင်းကြီးကဆက်ပြောသည်သူရဲ့စိတ်ခံစားမှုသူရဲ့နိုင်ငံရေးရွေးချယ်မှုအရာဒီလိုဖြစ်သွားရပြီမဲ့လို့သူရဲ့ပင်ကိုဇယိုက်ကတရိတ်ဆန်လေးတွေတောင်မှတတ်တဲ့ကြမ်းတမ်းတဲ့လူပုဂ္ဂိုလ်မျိုးမဟုတ်ဘူးဟုဥက္ကိုကိုကြီးကပြောသည်နောက်ထောင်ထဲမှာလည်းတခန်းထဲလည်းနေခဲ့ရဘူးเนาะနောက် အပြင်မှာလည်းပဲနှစ်နဲ့ချီပြီးတော့တွဲဆောင်ရွက်ခဲ့ကြတာဆိုတော့တော်တော်စိတ်ထိခိုက်တယ်အထူးသဖြင့်တော့သူတမီးလေးရဲ့ဖခင်တယောက်အနေနဲ့ပါစိတ်ထဲမှာတော်တော်ထိခိုက်တမီးလေးကိုကြိုတင် တောင်းပန်ထားခဲ့သူထို့သောယုံကြည်ရာကိုမြည်သည့်အကြောင်းဖြစ်မှမဖောက်ဖျက်ခဲ့သည့်ကိုဂျင်မီကလွန်ခဲ့သော15နှစ်ကပင်မိသားစုအပေါ်သူ၏တာဝန်ပြက်ကွက်နိုင်မှုကိုကြိုတွေးထားသည်နိုင်ငံရေးရဲဘော်ရဲဘက်မနီလာသိမ်းနှင့်လက်ထပ်ပြီးနှစ်နှစ်အကြာ 2000ဇနီးတဲ့ရင်သွေးလွဲထားရခြင်းတွင် သူကစိတ်ကူးတစ်ခုရခဲ့သည်ဒီအဖေမေရဲ့သားသမီးအဖြစ်ဝင်လာပြီဆိုရင်တော့ဒုက္ခတွေကြုံရလိမ့်မယ်အဲ့ဒီဒုက္ခတွေအတွက်ဒီအဖေမေကိုနားလည်ပြီးပါလို့ကြိုပြီးတောင်းပန်ထားတယ်ဟုလွန်ခဲ့သည့်3နှစ်ကမာရွတ်သတင်းဌာနနှင့်တွေ့ဆုံရာတွင်ကိုဂျင်မီကပြောပြဖို့သည်2000တွင်သူတို့ဇနီးမောင်နှံဤတဦးတည်းသောသမီးလူလောကထဲရောက်လာပြီးနောက်လေးလအကြာတွင်နိုင်ငံရေးလှုပ်ရှားမှုဖြင့်မိခင်ရောဖခင်ပါ 1065နှစ်သတ်မှတ်ခံရသဖြင့်ကိုဂျင်မီကြိုတင်တွေးဆချက်မှန်ကန်ခဲ့သည်2012ခုမိခင်ရောဖခင်မှာပြန်လည်လွတ်မြောက်လာပြီးနောက်တွင်မှသမီးနှင့်အတူပြန်ဆောင်ခွင့်ရသည်ထိုကာလအတွင်းကိုဂျင်မီကသမီးငယ်ကိုအကောင်အဆိုးအကြောင်းအကျိုးကိုနားလည်သည်လူသားဆန်သူတဦးဖြစ်အောင် ပြုစုပျိုးထောင်သည်ဟုမန်နီလာသိန်းကပြောသည်နိုင်ငံရေးအရာဆိုလဲရဲဘော်ရဲဘက် ကျမရဲ့ခေါင်းဆောင်တယောက်ပါအိမ်အောင်ဘက်ဆိုရင်လဲခင်မုန်းကောင်းတယောက်ပါသမီးလေးအတွက်ဆိုရင်လဲသူဟာ ဖခင်ကောင်းတရားအဖြစ်အမြဲတာဝန်ကျေခဲ့ပါတယ်။သို့တော်နိုင်ငံရေးမုံတိုင်းကရက်ငိမ့်လင်းမိသားစုဘဝကိုပို၍ဦးစားပေးတော်မူဆိုသောသူတို့ဇနီးမောင်နှံဤတူနကိုသဘောတူညီချက်မှာစစ်အာဏာရှင်ဤအဆုံးစုံဆုံးရက်ဆက်မှုကြောင့်ရေစုံမျောရပြီ။ထင်ရှားသည့်နိုင်ငံရေးသမားကိုချင်းမီကိုဖြိုးစီရတော်နှင့်အကြက်သားနှုတ်ဦးကိုတည်တံပေးသည့်အာဏာရှင်ပေါ့ဆဘိုလ်ချုပ်မူကြီးမအေလိုမင်းအောင်လာဤလောက်ရက်က အာနာရှင်30တွင်အရင်ဆိုင်ဆုံးသောလောရဖြစ်သည်ဟုအသက်89နှစ်ရှိဝါရင်ရှိနေကြီးဦးကြည်မင်းကမှတ်ချက်ပြုသည်။တေရန်ကိုအတီးပြုတ်နိုင်သည့်တမရကိုစစ်ကောင်စီကဖမ်းထားသဖြင့်ထိုအမိတ်မှာတရားမဝင်ကြောင်းကွမျက်တော်မျိုးကိုခါရကန်ရှင်နှင့်မိသားစုကိုအသိမပေးဘဲထိတ်တဆိတ်လှုပ်ဆောင်ခဲ့ခြင်းအလောင်းပြန်မပေးခြင်းကြီးကွင်းမရခြင်းတို့မှာမြည်သည့်ဥပဒေနှင့်မှမကြီးဟုဦးကြည်မင်းကပြောသည် မဲအောင်လိုင်းပေးဆက်ရလိမ့်မယ်။ဒဲနေလို့ရလူသက်ထားတာလေ။လူသက်ခွင့်မရှိဘဲနဲ့လူသက်ဖို့အတီးပြုတဲ့အတွက်မြင့်ဆွေနဲ့မဲအောင်လိုင်းကတော့သူတို့က301လူသက်မှုကိုကျူးလွန်တာပဲဟုဦးကြည်မြင့်ကဆက်ပြောသည်။ကိုဂျင်မီဇနီးမနီလာသိန်းကမူစစ်ကောင်စီကရဇဝေသားကဲ့သို့မြည်တော့ပင်ဆွဆွဲပါစေခေမုံးတဲ့ဤနိုင်ငံရှိစိတ်ဒီမိုကရေစီရေးအတွက်မမိတ်မတုံကြိုးပမ်းမှုများအတွက်ဂုံယူသည်ဟုပြောသည်။စိတ်သက်ယုံကြည်ချက်တည်ကြည်သည့်ကိုဂျင်မီကိုတိုင်ပင်လည်း ုံခဲ့ရသည့်အရှင်ဤကိုဒေါ်လာရေးကိုရှေးရှု၍ဖြတ်တန်းခဲ့လိမ့်မည်ဟုသူကပြောသည်သူလှုပ်ဆောင်မှုအတွက်သူလိပ်ပြတတ်နေအဲ့ဒီအတွက်သူတွေ့ကြုံလာရတဲ့တစ်ဖက်ကလှုပ်ဆောင်မဲ့အကြောင်းတရားတွေတပ်ဖြတ်မှုအတွက်သူ့စိတ်မှာပြင်ဆင်မှုရှိတယ်လို့ကျမယုံကြည်တယ်ရှင်ဟိုရဲ့မန်နီလာတိုင်းကဆက်ပြောသည်ဒေါ်လာရေးအပေါ်လူမှုတွေအပေါ်မှာတစ္ဆာတရားနဲ့ယက်တည်သွားခဲ့တယ်သူသမိုင်းကိုသူရှင်းတန်းအောင်လှုပ်တာဖြစ်တဲ့အတွက်ကျမတို့အားလုံးရဲ့လူမှုရဲ့ရင်ထဲမှာသူကဘယ်တော့မှမသိဘူးဟုသူကဆက်ပြောသည် အခုဒါကိုဒီဒီကိုချင်မီတို့ကိုစေရတော်တို့ကတေသွားတာမဟုတ်ဘူးသူတို့တက်လို့မတေဘူးအမိုင်းကတက်လို့မြန်မာရင်ကြုံတွေ့နေရသည့်စစ်အာဏာရှင်စနစ်ပပျောက်ရေးခရီးရှည်ကြီးမိမြကျန်းတန်းသည်ကိုကိုချင်မီလူငယ်ចောင်းသားကောင်းဆောင်ဘဝကလေးကကြပြတပုတ်ဖြစ်မှတ်တမ်းတင်ထားပြီးဖြစ်သည်ပြည်သူနှင့်တိုင်းပြည်ကိုလက်နက်အားကိုဖြင့်နှစ်ပေါင်း60ကျော်အနိုင်ကျင့်နေသည့်စစ်တပ်ကို တော်လှန်နေကြသူများတော်လှန်ရေးအားပေးထောက်ခံသူပြည်သူများအကြတွင် စိတ်ခွန်အားအပြည့်ပါသည့်ထိုကြပြမှာထင်ရှားသည့် စစ်အာဏာရှင်အဆက်ဆက်ဤတိုင်းပြည်ကိုဥပဒေမဲ့အနိုင်ကျင့်သည့်လောက်ရက်ကိုစကလုံးများဖြင့်ပြောင်မြောက်စွာရှင်းလျှောက်နေစေဖြစ်သည့်ထိုကြပြာဤခေါင်းစဉ်ကနိုင်တဲ့လူတရားကျေးဆိုပြီးတော့ကြည်စံတဲ့တမိုင်းရဲချင်းကြသလားဟောဒီចောင်းသားမျိုးဆက်ကုံမအဲ့ဒီတရားကိုမင်းတို့ရမယ်နိုင်တဲ့လူတရားကြီးဆိုပြီးအမြောက်တင်တဲ့တမိုင်းရဲချင်းကြသလား ကောင်းကင်ဘော်ကဘိုးဆက်တဲ့6ခန်းမှအဲဒီသမိုင်းကိုဝင်လို့ရမယ်တရားတဲ့လူကနိုင်ရဲ့ဟဲ့တရားတဲ့လူကနိုင်ရဲ့ဟဲ့တရားတဲ့လူကနိုင်ရဲ့ဟဲ့အဆုံးထိထားတော်မူတဲ့တဝူးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်မများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာ။ 阿龙，我接受的嘛嘞。